ဝိမင်္ဂလာပါဒီနေ့က Windows တက်တဲ့ခါမှာကွန်ပျူတာလဲလို့အဲဆင်းရင်းနေတဲ့သူတွေအတွက်ကွန်ပျူတာ Windows ကွန်ပျူတာပေါ်အောင်ဖွင့်တဲ့ခါမှာ Windows တက်တဲ့ခါမှာပြန်လည်ပြီးတော့မြင်မြင်မြင်ဆန်စေဖို့အတွက်အချက်၉ချက်ကိုကျွန်တော်ပြပြတော့မှဖြစ်ပါတယ်အဆုံးထိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုကို share လိုက်ရင် subscribe လေးလုပ်ပေးဖို့လေဒါပြောချင်တာဖြစ်ပါတယ် jesu kwa kwa ni minya kubida desu pfade yu akhu liyama khu khu kubida ma pfula ma guri tuzo te ali yina tang lo beta nye naba ti yu nye wendu ama nina ta lo wendu ama ni wendu a bena maya ashi de benga ya beta nye tuti ma ma zu tuti ma wendu dama zu dima ama dama nina ta lo ma gomo kwa nye tane yu te kwa wendu ama dili nye fu tane te kwa shipo ali bu na tang lo beta nye te kwa nye temp ကလေးဘုနာတလုံးဝကိုစအာသာခောင်းတာတလုံးနဲ့ကိုကကွန်ပျူတာလင်းနေတဲ့ခါမှာအခုလို window အားနဲ့ခေါ်ပြီးတော့ temp ဆိုပြီးမှဒါရက်ရပါမယ်အဲ့တော့တစ်ချက်ခေါက်ခေါက်မယ်ခေါက်ပြီးတော့အဲ့ဒါကိုအကောင်လုံးဒါ select မယ် select မယ်ဆိုရင် control n နဲ့ဒါ select မယ် select ပြီးတော့ control n တရား control နဲ့ n နဲ့ select ပြီးတော့ sheet နဲ့ဒီမှာ delete ဆိုတော့ရှိတယ်အဲ့ဒါနဲ့နှိမ့်လိုက်မယ် sheet နဲ့ delete နှိမ့်မယ် ရှေ့ကိုဖြစ်ထားမယ်ဒီလေးနေမယ်အကန့်နဲ့ကိုထွန်းအင်ကိုထွန်းအင်ရှေ့နဲ့ဒီလေးဖြစ်မယ်ဖြစ်မယ်ဟုတ်ကဲ့ဒီမှာအမှန်ချစ်တက်မယ် okay နဲ့နေမယ်အဲ SS စက်ကရှင်းသွားပြီအဲ့တော့ဒီပတ်စံတခွာဒီမှာညင်ကို window as cause the test ဒီမှာဒုစအကြဒစလေးစရှိမှစဒီလေးမှဒီစအန်တာကောက်စဖြတ်ဖောင်းနေအမှန်စံတမမညင် window as window as ညစဒီမှာ ပါဆက်ဘယ်မငီး TE TEMP မော်နီဟာမပုလို့ဒူလာဘောပါဆက်စအန်တာတခခောက်ဘူးဟောတိုင်းကုထွန်းအင်းဒီခင်းကြီးစရှိမဖြစ်စဒီလီမဖြစ်ဘောဟောတာအမကအန်တာခောက်ဘူးအဲဟောတာဒီလီပူလာတဲ့စကိတ်မနေဒီခင်းကြီးအဲတကွာအမန်ချစ်တက်မယ်စကိတ်မနေခင်းကြီးအဲဆိုဖြစ်တော့ပြီနောက်တနည်းကြတော့ window အပစ်ထနေရပါမယ်အဲမှာ reset ရိသတ်ဘင်းဒုံနာအန္တခေါမင်းအန္တခေါအနာခေါပြီးပေါ်လာရကုထွန်းအင်းနဲ့ဆက်လက်မယ်ရှင်းနဲ့တလိနဲ့ဒါဖြက်မယ်နောက်တနည်းရတော့ပါလေဆိုတော့ဝင်းတို့အားနဲ့ထပ်ပြီးတော့ခေါ်ပါမယ်ခေါ်ပြီးတော့အဲ့ဒီမှာပါရက်ရမလဲ C L E claim နဲ့ claim M G R ဆိုပြီးတော့ရက်ပြီးတော့အနာခေါရမှာကိုလေးသူစအနာခေါနာတော့နန်တန်ခေါတဲ့ ਨੇ drag စီဒရက်ကွာချမ်းမပူတော့အမတဲ့ okay တခဏကြီးဗျ okay တခဏကြီးဗျအဲတပါတမစကင်းနေအရင်ညမှာပူတော့တပါလုစနေငွားတပါလုစနေမှာငါအခုနေဒီစကင်းနေလောက်တဲ့ဘာမှဒစ်ကလင်းနေလောက်တဲ့အပန်းမှာနည်းနည်းလေးကြာမှာဖြစ်ပါတယ်ခဏလေးစောက်ပေးပါ ဒါတက်စစ်ကိုဗစ်တကူလောက်ပြီးသွားရင်ဆက်ကတော်တော်လေးဒါတွေ့လက် ပေါပါလာမှာဖြစ်ပါတယ်ဒီလေတခုဒီလေရညံအိမ်မကြီးတူရနေယူနေအဲကိုဗစ်တမညာအနထလောင်ပဲဘင်းရှမောင်လာအော်ရယူတကွာဒီလေဘောက်တမတူလာတဲ့တကွာဒေါင်းလောက်အဲပရိုဂရမ်ဖိုင်ပြစတူလာတဲ့အမယူကိုဗစ်တော်ရဒေါင်းလောက်ဆွေးဟာမှာဂျောပန်ညာ ဒီကောင်အမတန်အမှန်ချင်းမှာဖြုတ်ဖို့တောင်းနေ download ဆွေးကွန်ပျူတာထဲမှာ download ဆွေးထားတဲ့ဟာရှိရင်အမှန်ချင်းကိုဖြုတ်ပေးရမှာဖြစ်ပါတယ်အခုကကျွန်တော်ကတော့မဆွေးရပါဘူးဒီကွန်ပျူတာထဲမှာအဲ့တော့ဘာလုပ်ရမလဲဒီမှာ re resangle pin ကိုလည်းကိုအမှန်ချင်းချစ်တာလို့ရတယ်အဲ့တော့ okay နေမယ်ဟောက delete fine ဖြတ်မယ်ဖြတ်တော့မှဖြစ်ပါ resangle pin ကနေလေအကုန်လုံးဖြတ်တော့မှဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုကျတော့ကျွန်တော်တို့ဘေကိုတွားရမှာလဲဆိုတော့ကျွန်တော်ဒီမှာ deep pc ကျွန်တော် deep pc ထဲမှာ right click နှိပ်ပြီးတော့ဒီမှာ property ကိုတွားရပါမယ် property မှာဒီမှာ remote setting ဆိုပြီးရှိတယ်အဲ့ဒီထဲမှာတွားတွားပြီးတော့နောက်ထပ်ဘေကိုဆက်တွားရမှာလဲအဲ့လိုကအဲဇန်တခွာကွာဂီနာတောပင်ရဲ့ event ကိုတခုဂီနာတောက event မှာထပ်ပြီးတော့တွားရမှာတွားပြီးတော့ကျွန်တော်တို့ဘေကိုတွားရမှာလဲဆိုတော့อืมဒီမှာ setting ဒီမှာ တော့စတိကကိလံကစတိကစတိမှာတွန်းရမှာဖြစ်တယ်ဖြစ်ပြီးတော့နောက်ထပ်ဒီမှာဘေကူထိုက်ဘာကူထိုက်ရွေးပြရမလဲဆိုတော့ဒီမှာ adjust for base performance ဆိုရအောင်တစ်ချက်ရွေးပြီးတော့ဘာလုပ်ပြရမလဲဆိုတော့ဒီမှာ okay apply okay နဲ့ပြရမှာဖြစ်ပါတယ် apply ဒီမှာခလည်းနော်အဲ okay နဲ့ပြလိုက်အဲဟုတ်ပြီ not ဒီရတရားလည်း okay okay နဲ့နေပြလိုက်อืมဟုတ်ပြီအဲ့တော့နောက်တစ်ခုကျတော့ဗာလေဆိုတော့ ဒါ C အချမ်းနောက်ထပ် different meter တခုလောက်ရမှာဖြစ်ပါတယ် different date အဲ့လိုမျိုးအာ C ဘိုင်းကိုနည်းနည်းအဲ set နည်းနည်းတွဲလည်အောင်လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါဘယ်လိုတွားရမလဲဆိုတော့ဒီမှာ search box မှာရှိမယ် window နဲ့ s နဲ့နေမယ်အဲ့တော့ search box မှာ dnsk dates နေမယ် difference အာလုံးရိုက်မယ်အဲ့မှာ ultimate drive ဆိုတာပေါ်လာနေမယ်အဲ့မှာထပ်ပြီးမှနေပြီးမှဒီမှာ C ချမ်းကို ် analyze လုပ်ပေးမယ် analyze လုပ်ပေးမယ်ပြီးတော့နောက်ထပ်ဒီမှာလုပ်နေတာဖြစ်ပါ analyze လုပ်နေတာဖြစ်ပါလေ C ဘန်းကိုတွဲလဲအောင် file ကိုတစုတစည်းဖြစ်အောင်ဒါလုပ်ပေးနေတာဖြစ်ပါလေခဏလေးဆောက်ပေးပါอืมအဲ့ဆိုရင်ရပါပြီเนาะအခု reference လောက်တာတစုတစည်းလောက်တာပြီပြီအဲ့တော့ ultimate ကိုထပ်ထပ်လုပ်ပေးရပါမယ် ဒီမှာလုံနေရခဏလေးစောက်ပေးပါနော်ဒါနေနေတော့နင်းငယ်ကြာကြာနိုင်နေပေါ့နော်အဲကြောင့်ခဏလေးတော့စောက်ပေးပါ kenalin lah sampai mana Kenalin sampai mana ဒါတော့နည်းနည်းကြာနိုင်တာဖြစ်တယ် ဒါ deferment date ဟိုဟာ fine ဝတ်စုတစည်းတည်းဒီလုတ်တဲ့ဟာဆိုဝဲပြက်ကျင်းနေတဲ့ဆိုဝဲ fine နေပြက်ကျင်းနေတဲ့ဟာကိုတစုတစည်းလုတ်တဲ့ဟာကျတော့ဒါအခု deferment date လုတ်တဲ့ဟာကတော်တော်လေးနည်းနည်းကြာတာဖြစ်ပါလား။နေအခုဆိုရတော့ပဲ။ရတော့ပြီဆိုတော့ငါတို့အခုနောက်တစ်ခုကျတော့ဒီမှာကလုတ်နဲ့ထွက်ပါမယ်။ဒီမှာကလုတ်နဲ့ပြင်ပေးမယ်။အဲနောက်ဆုံးတနည်းကြတော့ဘယ်လိုတွဲရမလဲ Windows Arbiter တွဲရပါမယ်အဲ့မှာ registry ဆိုပြီးတော့ရိုက် ရိုက်အခုလိုရေဒီစုပြီးမှရိုက်လိုက်ပေါ့ကျွန်တော်ကရှိပြီးသားဆိုလို့ဒီမှာရက်မနေတော့ရွေးလိုက်မယ်ပြီးတော့ okay ကိုနှိမ့်လိုက်မယ် okay နှိမ့်ပြီးတော့ဒီမှာဒီလိုဖြစ်နေလိမ့်မယ်အဲ့တော့ဒီမှာ king card user ကိုနှိမ့်မယ်နှိမ့်ပြီးတော့ဒီမှာ control panel ကိုနှိမ့်မယ်နှိမ့်မယ် desktop ဆိုတော့တစ်ချက်နှိမ့်မယ်ဒီမြောက်မနှိမ့်ဘူးเนาะ ဒီအလင်းမှာတစ်ချက်နှိပ်ပြီးတော့ဒီမှာ menu show ဒီလေးဆိုတာကိုရှာကြည့်မယ်ဒီမှာ menu show ဒီလေးအဲ့မှာအဲ့ပုံမှာနှစ်ချက်နှိပ်မယ်ဇက်ဇက်ဆိုပြီးနှစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုရင်ဒီမှာ40ဆိုတာကို0တိုင်းပေးလိုက်0ပေးပြီး okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဆက်ကပေါ်ပါသွားလိုက်မယ်အခု0နှိပ်လိုက်မယ်ဒါ okay နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဒါပြန်လိုက်မယ်ပစ်ဆုံးလိုက်မယ်ပြီးတော့ဒီမှာ ကလုံးနဲ့ထွက်ပြီးထွက်ပြီးတဲ့အခါမှာကျွန်တော်တို့ဘာလို့ရမလဲဒီမှာ stack ကနေဒီမှာ power power button ကနေပြီးတော့ဒီမှာ restart ဆိုပြီးတော့ချသလိုက်ရင်ကျွန်တော်တို့ရဲ့ computer ကအဲငကိုထက်ကိုပို့ပြီးတော့မြန်ဆန်းလာမှလိမ့်မယ်လို့ဒီနေ့လဲလိုက်လို့ကြည့်ပါအဲ့လိုကျေးဇူးတင်ပါတယ်